ညီငယ်ရည်လူငယ်နဲ့အမျိုးသားပြန်လည်တင်းမြတ်ရေးဖြင့်လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ရခိုင်မျိုးသားကွန်ရက်ထူထောင်ခဲ့တာသုံးနှစ်ပြည့်ချိန်မှဖြစ်နေရုပ်ရှင်ဂီတနဲ့နိုင်ငံရေးကျင်းသားဟောင်းတွေပါဝင်တဲ့ Artist United အသင်းနဲ့ရခိုင်မျိုးသားကွန်ရက်ဘောလုံးအသင်းတို့ April 9ရက်နေ့ကအောင်စန်းကွင်းမှာချစ်ကြည်ဘောလုံးကစားခဲ့ပါတယ်။ဒိုင်းသားအချင်းချင်းအပြန်လဲယုံကြည်မှုတည်ဆောက်ပြီးအနာဂတ်ကိုဘလို့ဖန်တီးကြမလဲ။ပြည်သူတွေလှူလာတဲ့ငင်းချမ်းရေးပုံစံကိုဖော်ဆောင်ဖို့ဆိုတဲ့ရည်မှန်းချက်နဲ့ ဒီကြည်ကြည်ဘောလုံးမွေးကိုကစားခဲ့တာဖြစ်ပြီးနှစ်ဖက်ပြန်လည်ယုံကြည်မှုတိစောက်တာလည်းဖြစ်ပါတယ်လို့ကိုတင်ထူးအောင်ကပြောပါတယ်ဒီနေ့ကျွန်တော်တို့ရခိုင်မျိုးသားကွန်ရဲရဲ့ဒီဟေဘောနော်ချစ်ကြည်ဘုံမွေးအဓိကလိုရတဲ့ရည်ရချက်ကတော့ကျွန်တော်တို့ဒီဒီနိုင်ငံမှာရှိတဲ့ကျွန်တော်တို့တိုင်းရင်းသားတွေချင်းချင်းကြမှာအပြန်လည်ယုံကြည်မှုရှိအောင်ရဲနောက်ပြီးတော့အဲ့ဒီအပြန်လည်ယုံကြည်မှုကတစ်ဆင့်ပေါ့နော်ကျွန်တော်တို့အချင်းချင်းကြမှာအာချစ်ဆက်ပြီးတော့ကျွန်တော်တို့အနာဂတ်တွေကိုကျွန်တော်တို့ဘယ်လိုဖန်တီးနိုင်မလဲ ကျွန်တော်တို့လိုချင်တဲ့ငင်းညာရေးပုံစံမျိုးကိုဘလို့ကျွန်တော်ပေါ်ဆောင်သွားနိုင်မယ်ဆိုတော့ယူမန်းချက်တင်နဲ့ကျွန်တော်လုပ်ခဲ့ရခြင်းဖြစ်တယ်ပေါ့ငင်းညာရေးနဲ့ပတ်သက်လို့နိုင်ငံရေးရာဒန်းလူမျှတဖို့လိုပြီးစာချုပ်စာရင်းပေါ်မှာပဲလုပ်နိုင်မယ်ဆိုရင်စစ်မှန်တဲ့ငင်းချင်းရဖို့ခက်တယ်လို့သူက ထောက်ပြပါတယ်လက်ရှိအစိုးရနဲ့ညှိနှိုင်းတဲ့နေရာမှာတိကျခိုင်မာတဲ့မဟာဗျူဟာယူမန်းချက်ရှိဖို့နဲ့အနာဂတ်အတွက်မျက်စိဖွင့်ထားဖို့လိုတယ်လို့ဆိုပါတယ်တစ်ဖက်၄ခုစီနဲ့တည်ရကြခဲ့တဲ့ချစ်ချီဘောလုံးပွဲနဲ့ပတ်သက်ပြီး Artist United တင်ကအဆိုတော်ဆော့ဖိုကကငញ្ញံရီစီလုံးရီထောက်ကူပြုဖို့အတွက်ပါဝင်ကစားတာပါလို့ဆိုပါတယ်။ငញ្ញံရီဟာအပြစ်ခက်ရစဲယုံနေမှာပဲလူတိုင်းနှလုံးသားမှာငញ្ញံရီဖြစ်စေခြင်းနဲ့စိတ်ရှိမှဖြစ်မှာမို့အမုန်းတရားရီပြင်းနေနေတနီးမုတ်တနီးငញ្ញံရီပြတ်သွားနိုင်တယ်လို့ဆိုပါတယ်။အခုကရခိုင်အမျိုးသားကွန်ရက်ပေါ့နော်သူတို့ရဲ့၃နှစ်၃နှစ်နဲ့ပတ်လည်ဒီအကြည့်စင်လေးပေါ့နော်အဲ့မှာချစ်ချစ်ရေပေါ်လုံးဝဲကစားကြတယ်။ ဆိုတော့ဒီဟာလေးကလည်းတိုင်းသားစီလုံးညီညွတ်ရေးနဲ့ငင်းချမ်းရေးပုံပေါ်ဆောင်တဲ့အရာလေးဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်သူတို့ကန့်လန့်လာတဲ့အခါမှာကိုရောအဲ့ဒါကစားဖို့အတွက်ပေါ့နော်ဒီလို organize လုပ်ပြီးတော့ကစားဖြစ်တာပေါ့လက်နဲ့အပြစ်ခက်ရက်လာတစ်ခုတည်းနဲ့ဒီလက်နဲ့ကိုအသုံးမပြုတာတစ်ခုတည်းနဲ့တော့အဲ့ဒီဟာမပြည့်စုံသေးဘူးအဓိကကိုရောနှလုံးသားထဲမှာရှိတဲ့ဒီငင်းချမ်းရေးပြတ်ရုပ်ဆိုတဲ့ဒီတော့ကြီးတစ်ခုဖွင့်နိုင်မှာရပြီအဲ့လက်နဲ့မရှိဘူးအဲ့ဒီလက်နဲ့ကိုအသုံးမပြုဆိုရင်ငင်းချမ်းချင်းအတွက်ကိုပထမအဆင့်အနေနဲ့အဆင့်ပြင်တယ်ဒါမဲ့လုံးဝငင်းချမ်းသွားလာဆိုတော့မဟုတ်ဘူးဒီကတူလောင်နေအောင်ပဲဒီထဲမှာအမြဲ တမ်းအမုန်းတရားတွေရှိနေဦးမယ်ဆိုရင်သူကတနည်းမဟုတ်တနည်းငင်းညာရင်ကိုပြပြစေတဲ့အရာလာပါပဲကျွန်တော်ဆိုလိုချင်တာအဲ့ဒါကိုပြောတော့ဟုတ်